Hello everyone. A moving aim page ကနေကြိုဆိုလိုက်ပါတယ်။ Anger International Certified Pilates Instructor aim ပဲဖြစ်ပါရှင်။ဒီနေ့ညွှန်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Pilates ကိုတည်ထွင်ခဲ့တဲ့ Joseph Pilates ရဲ့ history လေးကိုအချင်းချင်းညွှန်ပေးသွားမှာဖြစ်ပါတယ်။ Pilates ကပေါ့နော် အခုနောက်ပိုင်းမှာတအားလဲ trend ဖြစ်လာတဲ့ဒီမာနေမဟုတ်ဘူးပေါ့နော် International မှာလည်းတအားလဲ trend ဖြစ်လာတဲ့အခါကျတော့အာလွန်ခဲ့တဲ့နှစ်နှစ်ကျော်ပေါ့နော် aim Pilates Instructor စလုပ်တော့အချိန်နဲ့ဆိုင်ပို့ပြီးတော့ တွေကစိတ်ဝင်စားလာကြတယ်ပို့ပြီးတော့လည်းသိချင်လာကြတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ Clarity Society ကိုတီထွင်ခဲ့တဲ့ဒီ Joseph Polaris ရဲ့ history လေးကိုအချင်းချင်း sharing လုပ်ပေးသွားမှာဖြစ်ပါတယ် Joseph Polaris က German လူမျိုးတယောက်ဖြစ်ပြီးတော့1883ခုနှစ်မှာ Dassler လို့ခေါ်တယ်ပေါ့နော် Germany ကမြို့လေးမှာပေါ့နော်သူ့ကိုမွေးခဲ့တယ်သူကငယ်ငယ်ကကျန်းမာရေးသူကသိပ်မကောင်းဘူးပေါ့နော်သူ့မှာ asthma ရှိရဲ့ဒီအရိုးနဲ့ပတ်သက် တဲ့ယောဂါဒီအဆင့်မြင့်တွေပေါ့နော်နားရတဲ့ယောဂါတွေသူ့မှာရှိရဲ့အဲ့ဒါကြောင့်မလို့ပဲသူက exercise တွေကိုအများကြီးသူလုပ်တယ်ပေါ့နော်သူလုပ်တဲ့ exercise တွေရဲ့မှာဆိုရင်အင်းဒီ body building exercise တွေ gymnastic exercise တွေဒီ diving တွေအင်းဒီ circus exercise တွေအဲ့ဒါတွေအပြင်ဥမာမှာဒီအနောက်တိုင်းမှာရှိရဲ့ exercise တွေကိုအပြင်ဥမာမှာသူကအရှေ့တိုင်းမှာရှိရဲ့ယောဂါတွေ tai chi တို့အဲ့ဒီမျိုးစုံပေါ့နော်သူ try ခဲ့တယ် သူလေးလာခဲ့တယ်။အဲဒီနောက်မှာသူကသူ့ရဲ့ own method သူ့ရဲ့ exercise ကိုသူထွင်နေပေါ့နော်။အဲဒီနောက်ပိုင်း1900စနစ်ဝင်းကျင် ရောက်တော့သူကအင်္ဂလန်ကိုသွားတဲ့အချိန်မှာပထမကမ္ဘာစစ်ကလည်းဖြစ်တယ်။အဲဒီပထမကမ္ဘာစစ်အတွင်းမှာဒီအင်္ဂလန် government က Joseph Ladies ပါဝင်ပေါ့နော်။ဂျာမန်လူမျိုးတွေကိုအားလုံး men ဆိုတဲ့နေရာမှာ camp တစ်ခုထဲမှာသူတို့ထိန်းသိမ်းထားရပေါ့နော်အဲဒီ camp မှာဒီ Joseph Blair တွေကစစ်ပေးကြောင့် အော်ယောဂဖြစ်တဲ့လူတွေစစ်ပရေးကြောင့်ဒဏ်ရာရတဲ့လူတွေကိုသူက rehab လုပ်ပေးရတဲ့နေရာမှာသူအများကြီး ကူညီပေးခဲ့တယ်။အဲဒီမှာနေပြီးတော့ပဲဒီ Pilates ရဲ့ဒီ equipment နေရာပေါ့နော်။စပြီးတော့သူ inspire ရပြီးတော့စပြီးတော့တည်ထွင်ခဲ့တဲ့နေရာလည်းဖြစ်တယ်ပေါ့နော်။ဒီအနောက်မှာရှိရဲ့ Catalan တို့ဒီမှာဒီ reformer တို့ကကတင်ပုံစံဖြစ်နေတဲ့အကြောင်းအရာလေးပဲ။သူကအဲဒီစင်းယုံမှာနေရင်းနဲ့ပဲဒဏ်ရာရတဲ့စစ်သားတွေမြ мян rehab ဖြစ်အောင်ဆိုပြီးတော့သူကဒီစင်းယုံကနေနေပြီးတော့ပဲ inspire ယူပြီးတော့တည်ထွင်ခဲ့တဲ့အတွက်ကြောင့်မလို့ ဒီသူ့ရဲ့ reformer တော့သူ့ရဲ့ဒီ catalog တော့ပေါ့နော်ကတင်ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဒီကဘာစစ်ပြီးတော့သူကဂျာမနီကိုပြန်ခဲ့တယ်ဂျာမနီကိုပြန်တော့ဂျာမန်အစိုးရက သူ့ကိုဂျာမန်အာမီအသွက်ပေါ့နော်ဂျာမန်စစ်တပ်အသွက်အဲဒီ train ပေးဖို့ပေါ့နော်ဒီ body building ပဲဖြစ်ဖြစ်ဒီ rehab ပဲဖြစ်ဖြစ် train ပေးဖို့သူ့ကိုကမ်းလှမ်းနေဒါပေမဲ့သူက သူ့ရဲ့ intention နဲ့ဂျာမန်ဒီဂျာမန်အစိုးရရဲ့ intention မတူတဲ့အခါကျတော့သူကအဲ့ဒီ offer ကိုငြင်းမိရဲ့နောက်မှာ US ကိုသူထွက်တယ်ပေါ့နော် US မှာသူ့ရဲ့အမျိုးသမီးဖြစ်လာမယ် Clara လို့ခေါ်တဲ့အမျိုးသမီးနဲ့သူကလေပေါ်မှာတွေ့တယ်လို့လည်းတချို့ကပြောကြတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်း 1926လဲရောက်တော့သူနဲ့သူ့အမျိုးသမီးနဲ့ပေါ့နော်ဒီ New York City မှာနေပြီးတော့ဒီ exercise studio လေးတစ်ခုကိုသူတို့ဖွင့်တယ်အဲ့ဒီမှာဖွင့်ရနေရသူရှိတို့ဒီ background မျိုးစုံအောင်ပေါ့နော် gymnastic တမားတွေဒီ body building တမားတွေနောက်ပြီးတော့အာဒီ circuit performance တမားတွေနောက်နောက်ပိုင်းမှာကျတော့ဒီ dance community อ่ะ dancer တွေอ่ะသူ့စီကိုရောက်လာကြတယ်ပေါ့နော်ဒီ dancer တွေထဲမှာမအိုက်ခိုက်အိုက်ခါအရန်နာမည် ကြီးရဲ့ဒန်စာတွေကလည်းသူ့စီကို ဟိုရောက်လာပြီးတော့သူ့ရဲ့ exercise တွေဟာဒီ dance performance အတွက်ကိုအထောက်အကူပြုတယ်ဒီ injury prevention အတွက်လည်းအထောက်အကူပြုတယ် injury ရပြီးနောက်ပိုင်းမှာလည်း rehab မြန်မြန်လုပ်ဖို့အထောက်အကူပြုတယ်ဆိုပြီးတော့သူ့ရဲ့ exercise တွေဟာဒီ dancer community ထဲမှာစပြီးတော့နာမည်ကြီးလာတယ်ပေါ့နော်အော်အဲ့ဒါကြောင့်မလို့လေသူ့ရဲ့ exercise တွေထဲမှာဆိုရင်ဒီ dance community တွေက inspire ယူထားတဲ့ exercise တွေလည်းအထူးသဖြင့်ဒီ ballet community အပေါ့နော် inspire ယူထားတဲ့ exercise စိုင်းစီလည်းပါတယ်ပေါ့နော်ဂျူဆပ်ပလာတီကသူစားထွင်ခဲ့တာတော့မက်ပေါ့နော်မက်ပလာတီ exercise ကိုသူစတည်ထွင်ခဲ့တယ်အဲ့ဒီမက်ပလာတီ exercise original 34 exercise ရှိရပေါ့နော်ဒါကတော့မက်ပေါ်မှာလုပ်ရတာဖြစ်ပြီးတော့နောက်ပိုင်း reformer တို့ cardiac တို့ကသူထွီတီထွင်ခဲ့ပြီးအဲ့ပေါ်မှာ exercise ကပဲရာကျော်တယ်ပေါ့နော်သူရဲ့စာအုပ်ထဲမှာပြောထားတာကြတော့သူရဲ့ signature piece ဖြစ်တဲ့ cardiac reformer chair bar အစက်တွေအပြင်ကိုတခြား ချာစက်တွေအများကြီးသူထွေတီထွေခဲ့ပေါ့နော်အမျိုးအစား20ကျော်လောက်ကိုသူတီထွေခဲ့တယ်သူတီထွေခဲ့တယ်စက်တွေပေါ်မှာလုံးလို့ရတဲ့ exercise ပေါင်း600ကျော်ကိုလည်းသူကတီထင်ခဲ့တယ်လို့ပြောပါတယ်အဲ့ဒီနေရာမှာအခုထိတာရအောင်တုံးနေသူရဲ့ signature ဖြစ်လာတဲ့ဒီ set တရားကတော့ reformer catalytic chain and barrel ပေါ့နော်အဲ့ဒီလေကူကလုံးဝကို အခုထိတာရအောင်တုံးနေရဲ့ဒီ signature piece တွေပေါ့နော်နောက်ပိုင်းမှာကျတော့သူ့စီကိုလာ ရဲ့ client တွေကနေပြီးတော့ဒီ Pilates ဆရာပြန်လုပ်တဲ့အဲလူတွေကတချို့တော်တော်များများ dancer တွေများတယ်ပေါ့နော် ballet dancer တွေပါတယ်အဲဒီဆရာတွေကိုဒီ Pilates community မှာ Pilates elder တွေလို့လည်းခေါ်တယ် first generation ဆရာတွေလို့လည်းခေါ်တယ်ပေါ့နော်သူရဲ့ဒီ first generation ဆရာတွေကနေပြီးတော့မှတစင်းတစင်းပြန်ပွားရင်း လက်ဆင့်ကမ်းပြီးသင်ပြီးရနေပြီးတော့ခုနောက်ပိုင်းမှာဆိုရင်ဒီ Plady Institute တွေကလည်းအများကြီးပေါ်လာတယ်ပေါ့နော်အဲ့ဒီထဲမှာမှာ Joseph Plady ရဲ့ method အတိုင်းကိုအတိအကျသင်တဲ့ဆရာတွေကိုတော့ classical ဆရာတွေလို့ခေါ်ပြီးတော့ဒီသူ့ရဲ့ Joseph Plady ရဲ့ method ကိုမှမှာအခုနောက်ပိုင်း update ဖြစ်လာတဲ့ဒီ anatomy ဒီ science တွေနဲ့ပေါင်းပြီးတော့သင်တဲ့ဆရာတွေကိုတော့ contemporary ဆရာတွေလို့ခေါ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တချို့ တွေကဒီ classical ကျောင်းတွေကပြီးလာရဲ့လူကြီးဆိုရင် classical trainer ဆိုပြီးသူတို့သူတို့ကိုတတ်မှတ်တယ်ပေါ့နော်ဒီ contemporary school တွေကပြီးလာတဲ့ trainer တွေဆိုရင် contemporary trainer တွေလို့တတ်မှတ်တယ်ပေါ့နော်အဲယူခဲ့တဲ့ training ယူခဲ့တဲ့ institute နှစ်ခုရှိရပေါ့နော်သူတို့ကကြာတော့ classical နဲ့ contemporary ရဲ့ကြားတယ်လို့တော့ပြောလို့ရတယ်လုံးဝ contemporary center လားဆိုတော့လည်းမဟုတ်ဘူး classical ကိုလည်းသူကထိန်းသိမ်းထားပြီးတော့ဒီ contemporary နည်းရင်းနဲ့ပေါင်းသွားတယ်ပေါ့ ါ့နော်အဲ့လိုမျိုးချိန်တာတွေအမျိုးမျိုးရှိပါတယ်ဂျိုဆပ်ဘလာတီက1969သူ့ရဲ့အသက်84-85ဝန်းကျင်မှာဆုံးသွားခဲ့တယ်သူကသူ့ရဲ့တသန်းတစ်လျှောက်လုံးကိုဒီဘလာဒေးစ်ကိုတင်ပြီးတော့ပဲဖျက်တမ်းခဲ့တယ်ပေါ့နော်သူကဒီဘလာဒေးစ်ဆက်ဆိုင်ကို controlology လို့နာမည်ပေးခဲ့ပြီးမယ်လေလူတွေက controlology လို့မခေါ်ဘဲနဲ့သူ့ရဲ့နာမည်ကိုအစွဲပြုပြီးခေါ်ရင်းနဲ့ဘလာဒေးဆိုပြီးအခုထိတိုင်အောင်ပေါ့နော်နာမည်သွင်းသွားတာဖြစ်ပါတယ်ဒီနေ့ကတော့ဘလာဒေးစ်ရဲ့ his history overview လေးကို share လုပ်ပေးသွားဖြစ်ပါတယ်။နောက်ပိုင်း Pilates နဲ့ပတ်သက်တဲ့အကြောင်းအရာများကို share လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် see you in next video